မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်စေအုပ်စုပုံကျဲတက်ဖြတ်နေမှုများချက်ချင်းရတောင်းနိုင်ငံတကာအစိုးရများမဖြစ်မနေလှုံ့ဆော်ဖို့ GFN တောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စေအုပ်စုရဲ့ပုံကျဲတက်ဖြတ်နေမှုတွေချက်ချင်းရတောင်းနိုင်ငံတကာအစိုးရများအနေနဲ့မဖြစ်မနေလှုံ့ဆော်ဖို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်စစ်ကောင်စီတပ်ကဖျားပြင်းကလင်းကြောင့်အတိဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုဆက်လက်ပုံကျဲတိုက်ခိုက်တက်ဖြတ်နေစေဖြစ်ပြီးစေအုပ်စုရဲ့အကြံဖတ်တိုက်ခိုက်မှုတွေရတံပုံနဲ့အပြစ်မဲ့ပြည်သူအသက်တွေကို ကဲတင်ဖို့အတွက်ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတွေအရေးတကြီးလိုအပ်နေပြီဖြစ်တယ်လို့ Justice for Myanmar ကဆိုပါတယ်။ပထဝီမြေကြီးကတုံခါနေပြီးကောင်းကင်ကဘုံမိုးတွေရွာချနေတယ်လို့ Justice for Myanmar ကဆိုပါတယ်။ငလင်ပီးအတွက်အရေးပေါ်ကုညီကိစ္စရေးလှုပ်ဆောင်မယ့်အစားမြန်မာပြည်သူတို့ကစေအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကိုခံနေရတာဖြစ်ပါတယ်။မလာ၂၈ရက်ကလောက်ခတ်ခဲ့တဲ့ငလင်းကြောင့်ကေဆေးင်းနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများအရှိန်မြင့်ဆောင်ရွက်နိုင်ဖို့နဲ့တည်ငြိမ်အေးချမ်းမှုကိုရှေးရှုပြီး AB နှစ်ရက်မှ22ရက်နေ့အထိနိုင်ငံတော်ရာယီအပြစ်ရကြောင်းစစ်ကောင်စီကပထမကြိမ်ထုတ်ပြန်ပြီးရနောက် AB 23ရက်မှ30ရက်နေ့အထိထပ်မံတပ်တန်းတူချောင်းကျင်းညာခဲ့တော်လဲအဲဒီအပြစ်ရကာလာတရှောင်းလေးချောင်းလက်နက်ကြီးနဲ့ပြက်ခတ်မှုတို့ကိုကျူးလွန်နေရရှိပါတယ် ဘလောက်ထိအောင်ကျူးလွန်နေတယ်လဲဆိုတော့ငလင်ထိထားတဲ့ဒေသတွေတောင်မချမ်းပဲစစ်တပ်ကတိုက်ခိုက်နေတာအလုံးမြင့်မြင်ပါပဲဒါကိုနိုင်ငံတကာကမြင်နေဒါပေမဲ့ရင်ကုန်နှုတ်ပိမတိကျအောင်စောင့်နေကြတယ်လို့မုံရွာခြေဆိုင်နိုင်ငံရေးတက်ကြွလှူရှာသူတုံးကသတင်းဌာနကိုပြောပါရီစကိုင်းငလင်ကြီးလောက်ခတ်ခဲ့တဲ့မလ28ရက်မှ AP 29ရက်ထိစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးနဲ့တိုက်ခိုက်မှုစုစုပေါင်း403ကြိမ်ရှိပြီးအဲ့ဒီတိုက်ခိုက်မှုကြောင့်ပြစ်မဲ့ပြည်သူနဲ့တော်လိုင်းတပ်ဖွဲ့ဝင်309ဦးထပ်မံတဲ့တေဆုံးကတန်ရာရသူ636ရှိကြ ောင်းသတင်းဌာနရဲ့စစ်တမ်းတွေကဆိုပါတယ်စစ်ကောင်စီကအပြစ်ခံရစဲကြောင့်တရားဝင်ကြေညာပြီးရဲ့နောက်ပုံကျင်းခြင်းတိုင်းကျင်းနေတာကနိုင်ငံတကာအတိုင်းဝိုင်းကိုလည်းစော်ကားတာဖြစ်ပြီးနိုင်ငံတကာကလည်းအဲ့ဒီလိုစော်ကားခံရခြင်းပေါ်မသိကျင်အောင်ဆောင်နေကြောင်း၎င်းကဆိုပါတယ်တရုတ်ဆိုရင်နိုင်ငံကြီးတနိုင်ငံရဲ့ဂုံတိတ်ခါကင်းမဲ့စွာနဲ့စစ်ကောင်စီဘက်ကနေပြောင်ရက်တီပြတဲ့စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုနိုင်ငံတကာရဲ့စူးစီးအင်အားနဲ့သာဖျက်ပြင်နိုင်မယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်နိုင်ငံရေးဆောင်မရှင်ဆရာနောင်ဘိုကတော့ဖွဲ့အတီးတီးရဲ့အပြစ်ရဲ့ကြီးညာချက်တွေက ကြီးညာချက်တသက်လို့ဖြစ်နေကြောင်းလဲဆိုပါတယ်စစ်တပ်ကလည်းလေကြောင်းရောမြေပြင်ရောတိုက်ခိုက်မှုတွေရှိနေတာပဲ NUG PDF တွေရောအီယာဝတွေကလည်းတိုက်ခိုက်မှုတွေဆက်လုပ်နေတာပါပဲအဲဒီတော့ဟန်ပြကြီးညာတာပဲလို့မြင်ပါတယ်တကယ်အပြစ်ရလို့လည်းစံနာတော့မရှိဘူးလို့ဆရာနောင်ဘူကပြောပါတယ် ငလင်ဘေးတင့်ကာလာမှာပဲစစ်ကောင်စီတပ်ရဲ့အပြင်းအထန်လေးကြောင်းတိုက်ခိုက်မှုတွေအပေါ်အာဆီယံအနေနဲ့ပွင့်ပွင့်လင်းလင်းထုတ်ပေါ်ဝေဖန်သင့်ပြီလို့ရန်ကုန်ခြေဆိုင်နိုင်ငံရေးအကျဉ်းသားဟောင်းတအုပ်ကဆိုပါတယ်မလေးရှားဝင်ကြီးချုပ်ကမင်းအောင်လိုင်းနဲ့ဘန်ကောက်မှာတွေ့တော့အပြစ်ခံရဲစဲမှာငလင်ဘေးထိထိရောက်ရောက်အကူအညီပေးနိုင်မယ်ဆိုပြီးပြောခဲ့တယ်မင်းအောင်လိုင်းကအပြစ်မရဘူးအဖက်မလုပ်ဘူးဆိုတဲ့သဘောပဲလို့၎င်းကပြောပါတယ် AP 19ရက်မှာထိုင်းဝင်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝိုင်းရဲ့ခီးစင်ရာလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝင်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့မင်းအောင်လိုင်းတို့ဘန်ကောက်မြို့မှာတွေ့ဆုံ ခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်မှာနေပြည်တော်မှာစကိုင်းကလင်ကြောင့်ပြက်စီးသွားတဲ့ရုံးဌာနအဆောင်များကိုမူလတိစောက်ခဲ့တဲ့ကုမ္ပဏီတွေကပြန်လည်ပြင်ဆင်တိစောက်ပေးရမယ်လို့စစ်ကောင်စီကတရားဝင်ကြေညာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။လွှတ်တော်ကိုတိစောက်ခဲ့တဲ့ ACE ကုမ္ပဏီပိုင်ရှင်ဦးတင်စန်းနဲ့ဗိုလ်ချုပ်ဟောင်းသားသမီးတို့စစ်ကောင်စီကိုမဆက်သွယ်တော့ဘဲတင်းရှောင်နေရလို့လည်းသိရပါရယ်။ နေပြည်တော်မှာသခိုင်းကနေကြီးကြောင့်ပြက်စီးသွားတဲ့ရုံးဌာနအဆောင်တွေကိုမူလတီဆောက်ခဲ့တဲ့ကုမ္ပဏီတွေကပြင်ဆင်တီဆောက်ပေးရမယ်လို့စစ်ကောင်စီကတရားဝင်ကြေညာပါတယ်။မင်းကနေပြည်တော်မှာပြုလုပ်တဲ့အဆောင်များပြန်လည်ပြုပြင်အသုံးပြုရင်းနဲ့အစ်တတီဆောက်ရေးကြီးကြောင့်မူကော်မတီရဲ့ပထမကြိမ်လုပ်ငန်းညှိနှိုင်းစည်းဝေးမှာကော်မတီဥက္ကဋ္ဌကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်ဦးကအဲ့ဒီလိုထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ကြောင်းစစ်ကောင်စီရဲ့ဝါရဖြန့်သတင်းစာတွေမှာဖော်ပြထားပါတယ်။ ။နေပြည်တော်မှာမလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်အစိုးရဝန်ကြီးဌာနအဆောင်များပြိုကျပျက်စီးခဲ့ရမှာနီးလန်းသုံးသွင်းနဲ့ပြင်ဆင်တိစောက်သွားမှာဖြစ်ကြောင်း၎င်းတို့အနက်ရုံးဌာနအဆောင်တွေကိုပြင်ဆင်ဖို့မူလကတိစောက်ခဲ့တဲ့ကုမ္ပဏီတွေကိုတာဝန်ပေးဆောင်ရွက်တာဖြစ်ကြောင်းကာကွယ်ဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်ကြီးကဆိုပါတယ်။စကိုင်းငလင်ကြောင့်နေပြည်တော်မှာပြိုကျပျက်စီးခဲ့တဲ့အဆောင်များစွာအနက်မှာတမရအိမ်တော်မှာအေဒင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးချစ်ကိုင်ကတာဝန်ယူတိစောက်ခဲ့တာဖြစ်ပြီးဒုတိယတမရနေအိမ်များနဲ့လွတ်တော်ဥက္ကဋ္ဌနေအိမ်တွေမှာထူးကုမ္ပဏီပိုင်ရှင် င်ဦးတေစာကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။နေပြည်တော်ရှိငလင်ကျောင်းပြိုကျပြည့်စည်သွားတဲ့ဝနာသိထိအားကစားရုံမှာမတ်မြန်မာပိုင်ရှင်ဦးစောစောကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။နေပြည်တော်လွတ်တော်အဆောက်အအုံမှာတော့ ACE ကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်းကတည်ဆောက်ခဲ့တာဖြစ်ပြီးဦးတင်ဆန်းမှာစစ်ကောင်စီကိုဆက်သွယ်ခြင်းမရှိတော့ဘဲတိန့်ဆောင်သွားကြောင်းသိရပါတယ်။ဗိုလ်ချုပ်ကြီးဟောင်းရွှေမန်းရဲ့သားတိုးနိုင်မန်းအောင်သက်မန်းနေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးဟောင်းတိန့်ညွင့်ရဲ့သားကုမ္ပဏီများမွေးရည်ဝင်ကြီးဟောင်းမောင်မောင်တိန့်ရဲ့သားကုမ္ပဏီများပါဝင်နေပြည် ော့ဆောင်းလုံးရေလုတ်ကန်ခွင့်နေရရှိထားတဲ့စစ်ဘိုလ်ချုပ်ဟောင်းတွေရဲ့မိသားစုဝင်တွေနဲ့အတိုင်းဝိုင်းတွေကလည်းတင်းရှောင်ကြပြီးတချို့သားစစ်ကောင်စီကိုပြန်လည်ဆက်သွယ်ကြကြောင်းသိရပါဗျ။ ငလင်ကျောင်းလေစိမ့်ဆက်သွေးရေးတာဝါတိုင်းပြိုကြပြီးနေပြည်တော်လေစိမ့်အဲကမ်းမှပြိုကြမှုအတွက်အဓိကတာဝန်ရှိသူမှာ Asia World Company ပိုင်ရှင်ဦးထွန်းမြင့်နိုင်ဖြစ်ပြီး A1 ဆောက်လုပ်ရေးကုမ္ပဏီဦးအိုက်ထွန်းပိုင်ဆိုင်နဲ့ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနဲ့ဦးစော်ဝင်းရှင်ပိုင်ဆိုင်နဲ့ AIA ဟင်းတာကုမ္ပဏီတို့မှလည်း၎င်းတို့တည်ဆောက်ခဲ့တဲ့ဝင်ကြီးဌာနရုံးအနေနဲ့စင်ယုံအဆောက်အုံတွေများမှရှိရလို့သိရပါဗျ။နောက်ထပ်တစ်ပုတ်အနေနဲ့အရာတွေတိုင်းတွင်းရှိတိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ အုတ်ချုပ်ရည်မှုနဲ့စစ်ကောင်စီပေါင်းပြီးပေါ်တာဆွဲလူတစ်စုတဲ့အပြင်ထောက်ပံ့ခြင်းငွေကောက်ပြီးဝေရိုးပေးစားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ARD တိုင်းပတိန်ခရိုင်ရှိကြီးမြို့နယ်နဲ့လေးမျက်နှာမြို့နယ်တို့မှာတိုက်ပွဲများပြင်းထန်နေတဲ့အတွက်လူအင်အားလူဝဲချက်ရစစ်ကောင်စီနဲ့၎င်းတို့ခန့်အပ်ထားတဲ့အုတ်ချုပ်ရည်မှုတွေပေါင်းပြီးလူတစ်စုပေါ်တာဆွဲကအင်အားစုဆောင်နေကြောင်းသိရပါရယ်။အရခတ်တက်တော်အေးတော်လန်ဘူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေတဲ့ရှိကြီးနဲ့လေးမျက်နှာမြို့နယ်အစံမရင်ကူဂွေးတောင်ကွင်းကြောင်မိတ်တလင်ရွာတက်ကြီးတက်ကြီးပြင်တို့မှာစစ်ကောင်စီနဲ့အုတ်ချုပ်ရည်တွေပေါင်း ောင်းပြီးစစ်မှုထမ်းတပ်သားတင်များအတင်းအဓမ္မစုဆောင်းနေတဲ့အတွက်ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရပါတယ်ပေါ်တာဝင်ဆွဲတဲ့တိုက်ပွဲအရှိန်မြင့်လာတာနဲ့စစ်တပ်ကဘုံကျဲလို့ရွာနေမှာမနေရတော့ဘဲမြို့ပေါ်နဲ့ရှမ်းကုန်းဘက်ကိုရွာသားတွေပြောင်းရွှေ့ကုန်ကြပြီလို့ပသိမ်မြို့ကန်တုံးကသတင်းဌာနကိုပြောပါတယ်ဒါအပြင်အုပ်ချုပ်ရေးမှူးချုပ်ကစစ်မှုထမ်းထောက်ပံ့ခြင်းလို့ဆိုပြီးငွေကြေးတင်ရနဲ့ချီကောက်ခံထားပြီးငွေတို့ချအတူပီးစားကအကိုကျိုးအတွက်အသုံးပြုနေမှုတွေရှိကြောင်းဒေသခံတွေစီကသိရပါတယ်အုပ်ချုပ်ရေးမှူးချုပ်ကလည်းဒစိတ်တုံးတွေကိုအိမ်မှာထားခဲ့ပြီးနေအိမ်ရ ရှိမိသားစုဝင်များကိုအုပ်ချုပ်ရေးပိုင်းလွှဲထားပြီး၎င်းတို့ကတော့ရေကြီးနဲ့လင်းမျက်နှာမျိုးနယ်ဒီပေါ်မှာနေအိမ်ငါပြီးရှောင်တင်းနေကြကြောင်းသိရပါတယ်။အေးရော်ရီတိုင်းတွင်ချင်းရွာအုပ်စုများမှအုပ်ချုပ်ရေးမှုတချို့ကနှုတ်ထွက်စာတင်ထားကြတော့လဲစစ်ကောင်စီကနှုတ်ထွက်ခွင့်မပြုဘဲလူသစ်စုဆောင်ခိုင်းပြီးငွေကြေးထောက်ပံ့ခိုင်းနေကြောင်းသိရပါတယ်။ ။နောက်ထပ်တပုံးနေနဲ့ပေါ်တာဆွဲဖို့ထွက်လာတဲ့စေအုပ်စုကားကို RPG နဲ့ပြစ်ခတ်တိုက်ခိုက်ရာကားထိခိုက်ပျက်စီးပြီးတေဆုံးသူတွေလည်းရှိရဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတဝဲခရိုင်လောင်းလုံးမြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့စေအုပ်စုကားကို RPG နဲ့ပြစ်ခတ်တိုက်ခိုက်ရာကားထိခိုက်ပျက်စီးပြီးထိခိုက်ဒေဆုံးသူတွေလည်းရှိခဲ့ကြောင်းလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့သတင်းတာဝန်ခံရှဲတို့ကသတင်းဌာနကိုပြောပါရယ်။ AP လာ28ရက်နေ့လယ်ပိုင်းမှာလောင်းလုံးမြို့ဆိုင်းရဖာရုံကနေထွက်လာတဲ့စေအုပ်စုရဲ့ကားကိုအာထကကြောင်းရှိအယောက်မှတော်လိုင်းတက်တွေက ာစောင့်ကြိုပြစ်ခတ်ရင် RPG နဲ့တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဆာယာဖာယုံကနေပေါ်တာဆွဲဖို့ထွက်လာတဲ့ပြူစောတီကားကိုလောင်းလုံးမျိုးပေါ်အထက်ကကြောင်းရှိမှာပဲ။အလစ်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ကားကပြူစောတီကောင်းဆောင်ရဲ့ကားဆိုပေမဲ့ကားပေါ်ပြူစောတီကောင်းဆောင်ပါလာလားမလာလားမပြောနိုင်ပါဘူး။ဒါပေမဲ့အကောင့်ကြီးပိုင်းကတင်ရောက်တော့ပါတယ်။ပြူကောင်းဆောင်မင်းသိရဲ့သားပါတယ်လို့ပြောတယ်ပြစ်ခတ်နေတော့မှာပဲ RPG နဲ့ထုထက်လိုက်တာကားကနောက်ပိုင်းထိပြီးတက်တိုင်ကိုဝင်တိုက်တယ်။တက်တိုင်ကြိုးကြပြီးထပ်ပြီးနေတဲ့ကားကသုံးစားလို့မရဖြစ်သွားတယ်။လမ်းပေါ်မှာတော့သုံးက ကောင်လဲနေတာတွေ့ရတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းတာဝန်ခံရှဲတို့ကသတင်းဌာနကိုပြောပါရတယ်။ ဒီတိုက်ခိုက်မှုကိုလောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့တူဖက်ဒရယ်ဒူဝန်ကျင်းအဖွဲ့ဒေါနာတက်ခွဲခုနှစ်တို့ပူးပေါင်းလုဆောင်ခဲ့ရလို့ဆိုပါရယ်လက်နက်ကြီးပစ်ခတ်တာတွေရှိတဲ့ပြည်သူ့နေအိမ်တွေပေါ်ကြတဲ့အိမ်ပြက်စီးမှုရှိတဲ့လူထိခိုက်မှုရှိဘူးအဲ့ဒီပစ်ခတ်ခံရခြင်းကပင်လယ်ပြင်ကစစ်တင်မော်လဲစမ်းလန်းရွာဘက်ကိုဝင်လာတဲ့ပစ်ကူပေးဖို့ဖြစ်မယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့သတင်းတာဝန်ခံရှဲတို့ကပြောကြားခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါရယ်ရှင်